လူတိုင်းကလေသားသမီးမှားတယ်လို့ပဲထင်ကြတာတခါတလေမိဘတွေမှားတာမျိုးကြီးလည်းရှိတယ်သဘောကျသွားတယ်အသက်ရွယ် ပြောင်းလာတာနဲ့အမျှစိတ်တည်ပြောင်းလာစိတ်တည်ပြောင်းလာတယ်မှာလူလူတို့ကလေးတွေတာသမီတွေကအေးအေးကြဲကြဲနေခြင်းနဲ့အပိုင်အောင်ရောက်လာတယ်အဲ့ဒီအချိန်မှာမိဘတွေကလည်းသူတို့အရင်ကစိုးမိုးနေကြအတိုင်းသူတို့တာသမီကိုဘလောက်ပဲကြီးကြီးကလေးလိုပဲမြင်တယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့အဲ့မိဘနဲ့တာသမီကြမှာမတည့်တော့ဘူးဆိုရယ်ပုံစံမျိုးဖြစ်တာအမှန်မှန်မတည့်တာမဟုတ်ဘူးအသက်ပြောင်းလာတယ်အမျှလူငယ်တွေကစိတ်တည်ပြောင်းလာတယ်လူငယ်တွေကလည်းအချိန်ကြာလာတဲ့အမျှလူကြီးဖြစ်လာတာလေလူကြီးဖြစ်လာပြီးတည်ငြိမ်လာတဲ့သဘောတရားရှိမယ်အေးအေးဆေးဆေးနေခြင်းလာတဲ့သဘောတရားရှိမယ် တယောက်တည်းနေကျင်လာတဲ့သဘောတရားရှိမယ်အဲ့ဒါမိဘတွေကလည်းအရင်တော့ငါသားသမီးကငါငါငါချစ်တယ်လို့မျိုးငါနေခိုင်းတယ်လို့မျိုးမဟုတ်တော့ဘူးတိလားအဲ့ဒါကလည်းအရင်သားသမီးနဲ့မိဘကြားမှာဖြစ်တတ်တဲ့ပြဿနာလေးပေါ့နော်နှစ်ကာလကြာရှိလာတာနဲ့အမြပြောင်းလဲလာတဲ့စိတ်တွေအပေါ်မှာလူကြီးတွေကလည်းလက်မခံပေးနိုင်ဘူးလူငယ်တွေကလည်းအမ်အမေကလည်းငါဒီလိုမျိုးနေတာကဒီကိုယ့်ဘက်ကိုသူ့ကိုမချစ်လို့မဟုတ်ဘူးကိုပြောင်းလဲကြည့်မိကိုအေးအေးချမ်းချမ်းနေကျင်တဲ့စိတ်ကလေးကိုသူတို့နားလည်းမပေးနိုင်အဲ့ဒီမှာ အဲ့အရွယ်အပိုင်းခြားတစ်ခုမှာသားသမီးနဲ့မိပါနည်းနည်းလေးကြက်တနာဖြစ်တတ်တယ်။ဟုတ်ဒီဇက်ကလေပထမတော့ဇက်ညောအရင်ကြည်တာပေါ့နော်ကြည်တော့တော်တော်လေးကောင်းတယ်ဇက်လည်းတော်တော်ရှုပ်နေအဲ့နဲ့ဟိုတခုဆိုရင်တာတခုကကြတော့ကိုတခါမှမလုပ်ဘူးတဲ့ character အမေခံနေလဲပါတယ်။သူကငယ်ဘွားကလည်းပါတယ်ဆိုတော့ဒီဥစ္စာလေးကိုစူးစမ်းကြည့်မယ်။တေချာတော့စဉ်းစားတယ်။စဉ်းစားပြီးတော့မှပဲလက်ခံပြတာ။ဟိုယတိခင်ပေါ့နော် character နေရမှာဒါပေမဲ့ယတိခင်မဖြစ်မှဆိုရင်တာပေါ့နော်။အဲ့ဒါလေးတခု။ ဒီပါဝင်တဲ့အိုက်တာတွေအများကြီးပဲအဲ့ဒီဘဝမှာမှအဓိကဒီဇက်အိမ်ကလေသူများနဲ့လုံးဝမတူဘူးအရန်ကွဲခြားရတယ်ပေါ့နော်ဟိုရိုက်နေကြတာတွေမဟုတ်ဘူးဥပမာဟိုမိသားစုထဲမှာဆိုလို့ရှိရင်အဲ့လိုမိဘတွေရဲ့အတ္တတွေပေါ့မန်နေမာနာတွေပြန်ရတဲ့အချိန်မှာအဲအဲ့လိုမျိုးပေါ့ကလေးတွေရာအမိသားပဲဖြစ်ရတဲ့ဟာမျိုးလေးပေါ့အဲဇာကားဆိုလို့ပထမဆုံးက အာကိုပထမဆုံးကချူခါစိန်သက်ပြီးတော့ကိုလူဆိုးလေးပြီးကြောက်လာမယ်ဒါဆိုလို့ရှိရင်ဇလန်းတွေက၄ခုမြောင်ပေါ့နော်စီရီလေးတွေမြောင်ရှင်ဟောက်ရမ်းပင်ပန်းနေဒီအဲ့ချူခါစိန်သက်တုန်းကဆိုလူအပိုင်း60ရိုက်ရတယ်အဲ့ဒီတဲမှာဝင်နေရပေါ့နော်ဒီဒါပေမဲ့အဲ့ဒီကာရိုက်တာတွေကနေပြန်ထုတ်ဖို့ကကြတော့တော်တော်ခက်တယ်အဲနောက်အခုကြောက်တလားမမင်းနေတုန်းကကြတော့တရဲမှာပေါ့အဲ့တရဲမှာမှလည်းဒီလိုပဲဒီအစွဲလန်းနေကြောင်ဖြစ်တော့အဲ့ အဲ့ဒီမုတ်ကြီးနဲ့နေနေရတာကြီးအဆင်မပြေဘူးပြီးတော့မိတ်ကပ်တွေလည်းတရေမိတ်ကပ်တွေကိုတကယ်တရေဖြစ်နေကိုကိုအိမ်ပြန်ရောက်လို့ကိုသူတရေပဲအဲ့လိုရောအခုဒီမှာကျတော့မိဘနေရာနေတရုတ်ဆောင်မှာလည်းပါတယ်ငယ်ဘဝလေးလည်းပါတယ်ဆိုတော့ဒီအမေကန်းကိုတစ်ခါမှသိမတရုတ်မဆောင်မှုတဲ့ခါကျအမေမဖြစ်မှစိုးရိမ်နေပေါ့နော်သိလားအဲ့လိုမျိုးတခုတော့ရှိတယ်အဲဖုံးမင်းနေလားအတားကြတော့ အဲအခုအဲ့ဒါကြောင့်မလို့နွေးအခုကြတော့မိတ်ကပ်ကိုလည်းစွတ်စွတ်ဓာလီကိုတိချခေါ်ထားတယ်။သူကစပင်လဲနိုင်တယ်မိတ်ကပ်လည်းနိုင်တယ်ပေါ့နော်။အဓိကနွေးပုံစံလုံးဝပြောင်းချင်တယ်။ပြီးတော့အဝတ်စားအစားပေါ့နော်။မအိတ်တယောက်ပေါ့အမေအင်ကြီးပေါ့။ ဲ့လိုမျိုးအမေရဲ့ character အမေရဲ့မှုပေါ့ပြီးတော့အမိခင်တယောက်ကတာသမီတယောက်ပေါ်မှာဘလို့ချစ်လဲပေါ့ကိုကကြတော့အမေတယောက်ကိုပဲချစ်ဖူးတာလေအဲ့လိုဆိုတော့ကျွန်တော်အမေတို့ရဲ့မေတ္တာတွေပေါ့ဒီဒီတာတယောက်ပေါ်မှာထားရမယ်မေတ္တာပေါ့အဲ့ဒါအမေကိုပဲလေ့လာတဲ့အချိန်လုံးအမေကကျွန်တော်ကိုယ်အသက်သက်လုပ်ချစ်တယ်ဒီ character ထဲမှာလည်းအဲ့တိုင်းပဲတာတယောက်ကိုအသက်သက်လုပ်အရန်ချစ်တဲ့သူပေါ့နော်အဲ့လိုမျိုးအရန်အလိုလိုက်တဲ့တာစိတ်တိုင်းကြအဲ့လိုမျိုးဖြစ်အောင်အမြဲတမ်းဖေးမနေတဲ့မအေးပေါ့အဲ့လိုမျိုးဆိုတော့အမေကိုပဲကြည်နေတာတဲ့အချိန် မွေးမြူနေပြီအာတားကြီးအမေရှင်းနေဟုတ်တယ်ပြီးတော့သူ့ရဲ့အချစ်ပေါ်တော့မိမိဘတယောက်ကသားသမီးတယောက်ကိုချစ်တယ်အတ္တအရန်ချောက်ကောင်းတယ် တိလာနွေးအနာကောင်းကောင်းတည်ရဘာလို့ဆိုတော့အမေချစ်တဲ့အတ္တကိုတခါခါကျရင်အနုရသာသမီဖြစ်တဲ့သူဖြစ်တယ်မခံနိုင်ဘူးအငငယ်တုန်းကတော့မိဘရဲ့အရေးမှာစိုးမိုးတာကိုခံနိုင်ပေမဲ့အသက်ကြီးလာတာနဲ့အမြလူဟာစိတ်တွေပြောင်းလာတယ်နုရစိတ်တွေလည်းပြောင်းလာတယ်လေအဲ့လိုပြောင်းလာတဲ့အခါကျတော့အသက်ကြီးလာတော့ကလေးတုန်းကလည်းမဟုတ်တော့ငငယ်တုန်းကမိဘစကားကိုနားထောင်ဝင်မဲ့အသက်ကြီးလာတဲ့အခါမှာအသက်ရွယ် ပြောင်းလာတာနဲ့အမျှစိတ်တည်ပြောင်းလာစိတ်တည်ပြောင်းလာရင်မှလူလူတို့ကလေးတွေတာသမီတွေကအေးအေးချမ်းချမ်းနေခြင်းနဲ့အပိုင်အောင်ရောက်လာတယ်အဲ့ဒီအချိန်မှာမိဘတွေကလည်းသူတို့အရင်ကစိုးမိုးနေကြအတိုင်းသူတို့တာသမီကိုဘလောက်ပဲကြီးကြီးကလေးလိုပဲမြင်တယ်အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့အဲ့မိဘနဲ့တာသမီကြမှာမတဲ့တော့ဘူးဆိုရယ်ပုံစံမျိုးဖြစ်တာအမှန်မှန်မတဲ့တာမဟုတ်ဘူးအသက်ပြောင်းလာတဲ့အမျှလူငယ်တွေကစိတ်တည်ပြောင်းလာတယ်လူငယ်တွေကလည်းအချိန်ကြာလာတဲ့အမျှလူကြီးဖြစ်လာတာလေလူကြီးဖြစ်လာပြီးတည်ငြိမ်လာတဲ့သဘောတရားရှိမယ်အေးအေးဆေးဆေးနေခြင်းလာတဲ့သဘောတရားရှိမယ် တယောက်တည်းနေကျင်လာတဲ့သဘောတရားရှိမယ်အဲ့ဒါမိဘတွေကလည်းအရင်တော့ငါသားသမီးကငါငါငါချစ်တယ်လို့မျိုးငါနေခိုင်းတယ်လို့မျိုးမဟုတ်တော့ဘူးသိလားအဲ့ဒါကလည်းအရန်သားသမီးနဲ့မိဘကြားမှာဖြစ်တတ်တဲ့ပြဿနာလေးပေါ့နော်အဲ့လိုမျိုးမဟုတ်တော့ဘူးဆိုတဲ့အချိန်မှာသူတို့ပြောလို့မရတော့ဘူးဆိုပြီးတော့သူကထင်တာအမှန်မှန်မဟုတ်ဘူးဟိုနိကာလာကြာရှိလာတာနဲ့အမြပြောင်းလဲလာတဲ့စိတ်ဒီအပေါ်မှာလူကြီးတွေကလည်းလက်မခံပေးနိုင်ဘူးလူငယ်တွေကလည်း အမ်အမေကလည်းငါဒီလိုမျိုးနေတာကဒီကိုဘကိုသူ့ကိုမချစ်လို့မဟုတ်ဘူးကိုပြောင်းလဲကြည့်မင်းကိုအေးအေးချမ်းချမ်းနေခြင်းတဲ့စိတ်ကလေးကိုသူတို့နားလည်းမပေးနိုင်အဲ့ဒီမှာအဲ့အရွယ်အပိုင်းခြားတစ်ခုမှာသားသမီးနဲ့မိဘနည်းနည်းလေးကြံစည်နာဖြစ်တတ်တယ်အဲ့ဒါလေးကိုမိဘတွေကလည်းသားသမီးပေါ်နားလည်ပေးအဲသားသမီးတွေကလည်းမိဘပေါ်နားလည်ပြီးတေချာညှိယူနှွေးဆိုအမေနဲ့အရန်ညှိရနှွေးကအရန်လုံလုံထွတ်ထွတ်မိဘနဲ့နေတတ်တဲ့ဒါပေမဲ့နှွေးအသက်ကြီးလာအဲ့လိုမနေကြတော့ဘူး တည်လားအေးချမ်းချမ်းနဲ့တယောက်တည်းနေကျင်လာတဲ့မှုကိုရောက်လာတယ်အဲ့လိုမျိုးနေကျင်လာတဲ့ခါမှာအမေကသူ့ကိုမချစ်တော့ဘူးအေးအဖေကအဲ့လိုမျိုးမချစ်တော့အဲ့ဒါမဟုတ်ဘူးစိတ်တည်ပြောင်းလာတယ်အသက်ရွယ်ပြောင်းလာတဲ့များမှာလူပြောင်းလဲလာတဲ့သဘောတရားပေါ်မှာမိဘတွေကလည်းနားလည်းမပေးနိုင်တော့အသားသမီးတွေကလည်းမိဘဒီလိုနေကျင်တော့အမေကဒီလိုဖြစ်တယ်အဲ့ဒါမိသားစုတိုင်းမှာဖြစ်တာနော်အဲ့ဒါလေးနည်းနည်းလေးညှိလိုက်ရတယ် အခုစသဘောပေါက်သွားနေပြီအမေနဲ့ကြတော့ကလူအမေမိအရန်ချက်တာပေါ့နော်အဓိကလူရအတ္တမကြည့်ဖို့ပဲဟာလူရအတ္တတွေမန်တွေမာနတွေဖုံးလွှမ်းလာတာနဲ့အမြလောဘဒေါသတွေများလာပြီးအမားဘက်ကိုပိုးသွားကြရတယ်ဒါကဘယ်ကိစ္စမဆိုပေါ့အချစ်ရေးပဲဖြစ်ဖြစ်မိသားစုပဲဖြစ်928ပဲဖြစ်1500ပဲဖြစ်ဖြစ်ဒီမှာလည်းဒီတိုင်းပဲဒီအတ္တတွေလွန်ကဲသွားပြီးအာငါဆွဲတွေများလာပြီဆိုလို့ရှိရင်အမားဖြစ်ပေါ်မှာများတယ်ဒီအစိတ်သိမ့်ဝိုင်းနေမှာလေဒီလိုပဲ ဇလန်းလေးကအရန်ကောင်းတယ်ပြီးတော့လူတိုင်းကလေသားသမီးမားတယ်လို့ပဲထင်ကြတာတခါတလေမိဘတွေမားတာမျိုးကြီးလည်းရှိတယ်သဘောကျသွားတယ်ဒါလေးတွေကိုပြထားတာလေနွေသဘောကျတယ်ပေါ့နော်ဒီမိဘတွေရဲ့လွဲမမှုတွေကြောင့်သားသမီးတွေမှာရိုက်ခတ်နိုင်တယ်လို့သားသမီးတွေရဲ့လွဲမမှုစိုးမှုကြောင့်မိဘတွေမှာလည်းရိုက်ခတ်နိုင်တာရှိတယ်။ဒါကို तू ကမျက်မျက်တက်တာဘဲလန့်ညီညီပြထားတာလေ။ဒါလေးကိုလေသဘောအရင်ကြ။အဲ့ဒါကြောင့်မို့ဒီစကားလေးကိုလက်ခံပြတာအရင်လဲစိတ်ဝင်စား။ လာပြန်ပြီကျမလေးဒီတိုင်းလေးနေရမမြင်စေဘူးလားဒီမြင်ကြည့်ဒီတိုင်းလေးပဲကြည်နေလိုက်တော့နွေးရအေးစကြပဲနေကြတော့ခုနကပြောသူအသက်ကြီးလာလားမသိဘူးပူပူလောင်လောင်လေးကိုနွေးတိတ်မကြိုက်တော့ဘောနငငငတုံးအောင်ကြိုက်တာပေါ့အခုကြာဒီတိုင်းလေးစိတ်ချမ်းသာပါတယ်ဘာဖြစ်လို့ကလေးကိုမစုံနဲ့อืม ဟုတ်ပါဘူးအရန်အေဂျင့်ပြီးတော့အရန်မြန်မြတတအပေးယူညာတဲ့ချက်ချင်းမြေတာကြီးအများကြီးရှိပါတယ်ခုနပြောသလိုအတ္တကြီးမကြီးနဲ့မန္တေမကြီးနဲ့မာနကြီးမကြီးနဲ့အချင်းချင်းညှိယူကြမိသားစုထဲမှာတောင်မှပဲဒီအဖေဒီအမေကနေမိုးရဲမောင်နှမတွေတောင်မှပဲစိတ်တွေမတူတိလာအဲရက်တွေမတူအသားရောင်တွေမတူနှလုံးသားတွေမတူကြတာတစိမ့်မိသားစုကပေါက်ဖွာလာတာနဲ့တစိမ့်မိသားစုကပေါက်ဖွာလာတယ်နှစ်ယောက်တူဖို့ကညီမလေး တော်တော်လေးကိုညှိယူပါမှာနော်အဲ့ဒါကိုတယောက်နဲ့တယောက်ဘဲလက်ညီညီထိန်းညီနိုင်လို့ရှင်အရာအလုံးအစင်ပြည်တယ်ဒါအိမ်နောင်ကြီးမှာပဲဖြစ်ဖြစ်မိသမီးသားပဲဖြစ်ဖြစ်မိသားစုမှာပဲဖြစ်ဖြစ်နှွေးကအဲ့လိုလေးပဲမြင်လာနောက်ပိုင်းလေးเสียงเสียงก็อารมณ์บ่ตื้อจ๋องเนี่ยว่ะ ဟုတ်ကူကဒီတိုင်းပဲအဲ့ဒီအရင်ထက်စာနည်းနည်းတည်ကြည်လာလားဟောနော်အဲ့လိုမျိုးလေးတော့ဖြစ်တယ်အသက်ကြီးလာတာနဲ့မြန်အဲ့လိုမျိုးလေးအေးရှင်းနေချင်လာအရင်တော့ဆိုလို့ရှိရင်စူးစူးညံ့ညံ့ပူပူလောင်လောင်တွေကြိုက်တယ်အခုကြလို့ရှိရင်တိတ်တိတ်ဆိတ်ဆိတ်အေးချင်းတွေကြိုက်တယ်အဲ့လိုမျိုးပြောင်းသွားတာနည်းနည်းဘယ်သူ့ဘာလဲသူကပထမဆုံးတော့ယူစီချင်းနဲ့ထင်တယ်လားနေလို့လေသူတို့အဲ့လိုမျိုးစီစဉ်နာဖို့ရှိဦးတယ်အဲ့လိုမျိုးပေါ့နောက်ပိုင်းလဲကြာတော့သူတမီကိုသူကြည့်နေစံပြရထဲမှာလေသူဘာမှမပြောတော့ အမေဆိုပို့ဆိုးရတဘာမှမလုပ်ဘူးကိုကြိုက်တယ်လို့နားလည်ဟုတ်တယ်ဟုတ်တယ်အရင်တင်းတင်းကြပ်ကြပ်မရှိဘူးငငယ်တော့ကတိုက်တွန်းသေးတယ်ခုနောက်ပိုင်းဟာထိုင်လီပဲကောင်းပါတယ်ပေါ့ဟုတ်ကဲ့ဒီအစိမ့်တဲ့ဝိုင်ကားလေးရာနဲ့တော်တော်လေးထူးခြားတဲ့စကားလေးဖြစ်တယ်အဲ့တကြောင်မလို့ဒီဇလန်းတွေလေးထွက်လာတဲ့ခါကျလို့ရှိရင်စစ်တပိတ်တက်ချအပြီးပါအောင်ငယ်ပြောချင်တယ်ရှင့်